marshmallow mu santan mu suna bale daga clear ye sai ye chok ding nai swan ne di ga nai swan go santa de ne me gi sai ding ya santa mu thu phi bale di santa mu go 1960 naw kwai nit dui ma stanford tech do ga sai pinya pa mok kha water mishe so du ga sa ding ge la thi bale ke di santa mu go blu lo khe le so ra ji ya ya ပထမဦးဆုံးကလီဒီယောက်ကိုအသက်၄နှစ်က၆နှစ်အရွယ်စမ်းသပ်ခံတဲ့ခေါ်သွင်းပါတယ် ပြီးတော့စပွဲပေါ်မှာမာရှမဲလိုတုံးဟုတ်မုံတခုကိုတင်ထားပေးပါတယ်။သူရတနာစမ်းသက်သူက ခလေးကိုဒီလိုပြောပါတယ်။ဆ iam အခုအပြင်ကိုခဏထွက်မယ်။ဆ iam ပြန်မလာခင်အထိဒီမုံကိုမစားဘဲစောင့်နေရင်တော့ပြန်လာတဲ့အခါမုံတခုထက်ရမယ်။ဒါပေမဲ့ဆ iam မပြန်လာခင်မှာစားလိုက်ရင်တော့ဒီတခုပဲရမယ်။ပြီးတော့သူရတနာစမ်းသက်သူကခမ်းမထွက်သွားပြီးခလေးကို15မိနစ်ကြာစောင့်ခဲ့ပါတယ်။ဒီ15မိနစ်အတွင်းမှာခလေးက မုံကိုမစားဘဲတီးတန်နိုင်မလားဒါမှမဟုတ်မခံနိုင်ဘဲစားလိုက်မလားဆိုတာကိုကင်မရာနဲ့ကြည့်ရှုဆောင်ကြည့်တာထင်ပါတယ်ဒီစမ်းသပ်မှုရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကနစ်ပေါင်းများစွာကြာပြီးနောက်ပိုင်းထပ်မံလစ်လာခဲ့တဲ့အခါမှာပေါ်ထွက်လာတဲ့ရလက်ပါပဲမုံကိုမစားဘဲနေနိုင်ခဲ့တဲ့ကလေးတွေဟာနောက်တစ်ချိန်မှာတက္ကသိုလ်ဝင်စာမျိုးကွဲအမှတ်ပုံမှုမြင်ပညာရေးအောင်မြင်မှုပုံမှုရရှိခြင်းအဝလွန်ခြင်းမူရဲ့စေသွားသွန်းဆွဲခြင်းစားတဲ့ပြည်တနာနေနေခြင်းစိတ်ဖြစည်းတန်ကိုကောင်းလွန်ကွိုင်းတွယ်နိုင်ခြင်း လူမှုဆက်ဆံရေးပုံမကောင်းမှုချင်းစတဲ့အကျိုးကျေးဇူးတွေရရှိခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။တနည်းအားဖြင့်ငငယ်စဉ်တည်းကစိတ်ရဲ့ချုပ်တိမ့်နိုင်စွမ်းကောင်းသူတွေဟာဘဝတစ်လျှောက်လုံးပုံမအောင်မြင်ကြတဲ့ဆိုတဲ့အချက်ပါပဲ။အဓိကသင်ခန်းစာရေရှည်အကျိုးကျေးဇူးအထက်ဆောင်စားနိုင်စွမ်းဟာဘဝအောင်မြင်မှုအတွက်အလွန်အရေးကြီးတဲ့အရေးရှင်တစ်ခုဖြစ်တယ်ဆိုလာပါ။နောက်ပိုင်းလေးလာချက်တွေအရာဒီစမ်းသပ်မှုရဲ့အရာလက်ကမိသားစုနောက်ခံယုံကြည်မှုအစင်နဲ့ စီးပွားရေးအခြေအနေစတာတွေပေါ်လဲမူတည်နိုင်တယ်လို့ဆိုပါတယ်။ဥပမာဆင်းရဲတဲ့ကလေးကနောက်မှရမယ့်ကတိထွက်အခုရနေတဲ့အရာကိုပိုယုံကြည်တကြပါတယ်။ Marshmallow မုံစမ်းတတ်မှုဟာကလေးဘဝမှာကိုယ်စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိရင်က နောက်တနေ့ကြောင်းနဲ့လူမှုဘဝအောင်မြင်မှုအတွက်ညှဟလွန်အရေးပါအကြောင်းဖော်ပြတဲ့စမ်းတတ်မှုကြီးတစ်ခုဖြစ်ပါတယ်။